။မြောက်ကနဂါကြီးအကျော်ဆန်းလို့ငလင်လောက်တာပါဆိုရဲမိုင်းပုံးဆရာတော်ဖျားကြီးရဲ့ဟောပြောချက်ပြီးခဲ့တဲ့မလာ28ရက်နေ့ကကြုံတွေ့ခဲ့ရတဲ့ငလင်ပေးကြီးရဲ့အဓိကတရားခံကမြောက်မှာအိတ်ဆက်နေတဲ့နဂါကြီးဖြစ်ကြောင်းမိုင်းပုံးဆရာတော်ဖျားကြီးကအခုလိုဟောပြောလာခဲ့ပါတယ်။မိုင်းပုံးဆရာတော်ဖျားကြီးဟာဆိုရင်ဖုန်တကုတ်နဲ့ပြည်စုံသူဆရာတော်တစ်ပါးဖြစ်ပြီးအားလုံးကလေးစားကိုယ်ွယ်ရတာပါ။တော်ရုံတန်ရုံလူတွေနဲ့ပတ်သက်ဆက်ဆံလေးမရှိတဲ့ဆရာတော်ဖျားကြီးက ပြည်သူတွေအခုလိုတဘာဝကြီးအနေရီကြုံရတဲ့အချိန်မှာပေါ်ထွက်လာပြီးကုညီပေးခဲ့ပါတယ် အဲဒီနောက်ကြီးမားတဲ့ငလင်ကြီးရုတ်တရက်ဆန်စွာလှုပ်ခဲရတဲ့အဓိကအကြောင်းမြေအောက်မှာနှစ်ပေါင်းများစွာကြောင်အိတ်ဆက်နေတဲ့ငကားကြီးကတစ်ဖက်ကိုလှည့်ပြီးအကျော်ဆန်လိုက်လို့ဖြစ်ကြောင်းဟောပြောခဲ့ပါသည်ဒီငကားကြီးဟာဆိုရင်မိုင်ပေါင်း3000ကျော်မကအရှိလျားတာဖြစ်ပြီးနတ်ငကားမျိုးနွယ်ဝင်လည်းဖြစ်ပါသည်မိုင်ပုတ်ဆရာတော်ဘုရားကြီးကအခုလိုမျိုးဟောကြားခဲ့တဲ့အပေါ်မှာဘူမိဗေဒပညာရှင်တွေကတော့ဝေဖန်နေကြပါသည်သိပ္ပံနည်းပညာရှင်တွေနဲ့စစ်သေးမှုတွေနဲ့အတူခမ်းမန်းချက်ထုတ်ပြန်ဖို့မဖြစ်နိုင်တဲ့မြင်ငလင်လောက်ခတ်မှုကို ဆရာတော်ဖျားကြီးကအခုလိုဟောပြောခဲ့တဲ့အတွက်မသိတော့ကြောင်းပေါ့ပေါ့တနေပြောလို့မရကြောင်းပြန်လဲပြောကြလာခဲ့ပါဗျ။ပရိသတ်ကြီးတို့အနေနဲ့ရောဆရာတော်ကြီးရဲ့ဟောပြောချက်အပေါ်မှာဘယ်လိုမျိုးထင်မြင်မိကြပါသလဲရှင်။